ရိကန်နိုင်ငံမှာ truck ကားတိတ်မှောက်ပြီးတော့ပြားကောင်ရေသန်း250လွတ်သွားလို့အရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်ဘဂန်နိုင်ငံဝါရှင်တန်ပြည်နယ်မှာတိမ်းမောက်သွားတဲ့ truck ကားတစ်စီးကနေပြားကောင်ရေတန်း250လွတ်မြောက်သွားတာကြောင့်အဲ့ဒီနေရာတွေရှောင်ရှားကြဖို့အာနာပိုင်တွေကဒေတာခန်တွေကိုသတိပေးထားပါတယ်။ဒေတာနေစနီလမ်းမတစ်ခုမှာပြားအုံပေါင်း9000ကိုတင်ဆောင်လာတဲ့အဲ့ဒီ truck ကားတိမ်းမောက်ပြီးနောက် အရေးပေါ်ဝန်ထမ်းတွေကကူညီမှုတွေလှုပ်ဆောင်ခဲ့ပါတယ်ရွေချက်ကတော့ပြားတွေတနက်သမ ्या ကဲတင်ဖို့ဖြစ်တယ်လို့ဒေသန္တရတာဝန်ရှိသူတွေကပြောပါတယ်ပြားတွေကိုတပတ်တရာတွေမှာပြန်ထည့်သွင်းတဲ့ဘုံနဲ့ပြားတွေပြန်လဲစုဖွဲ့မှုကိုပြားထိန်သိမ်းသူတွေနဲ့ရဲတပ်ဖွဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးနောက်ပြီးတော့ပြားတွေပြန်လာမယ်လို့ယုံကြည်နေပါတယ်အခင်းဖြစ်နေအောင်ကယ်ဆယ်လုပ်ငန်းတွေပြီးဆုံးတဲ့အထိပိတ်ထားပါမယ်ပြားတုတ်ခံရနိုင်တဲ့အုပ်စုဖွဲ့နိုင်ကြတဲ့ဒီ area ကိုရှောင်ဖို့တတိပေးထားပါတယ် အဒီစီစဉ်ကတော့ပြားတွေကိုပြန်လဲစုဖွဲ့ခိုင်းမှုဖြစ်ပါတယ်။ဒါ24နှစ်ကလေ48နှစ်ယူတွင်ဖြစ်တဲ့လို့တာဝန်ရှိသူတွေကဆိုပါတယ်ရဲတပ်ဖွဲ့ကပြန်ဝင်ထားတဲ့တပ်ပုံတွေမှာတော့တိမ်မောက်ထားတဲ့ကိုင်ကားတွေမှာပြားတွေဝိုင်းအောင်စုဖွဲ့နေတာပြားသားထားပါတယ်။ပြားမွေးမျိုးသူတွေပြားရည်ထုတ်ဖို့အတွက်ဒီကရည်ရွယ်မွေးပေမဲ့အချို့ကတော့တင်းညက်တွေဝေမုံကူဖို့အတွက်လိုအပ်သူတွေကငားရက်မှုတွေလည်းရှိပါတယ်။နောက်ထပ်သတင်းပုတ်ကတော့တရုတ်ပြည်ကိုဂျပန်ပေလက်စာတွေပြန်လည်တင်သွင်းခွင့်ရပြီဆိုတဲ့သတင်းမှာ ဂျပန်ပြည်လဲသားတွေပြန်လဲတင်ဖို့ရည်သွင်းခြင်းဆန်ရလှုပ်ထုတ်လုပ်နေကိုတရုတ်နဲ့သဘောတူညီမှုရရှိပြီလို့ဂျပန်ဆိုရကကြေညာပါတယ်။ဒါနဲ့မိဘတရုတ်ဘက်မှဂျပန်ကုံတွယ်ရေးပိတ်ပင်ထားမှုအဆုံးသတ်ဖို့ခြေလှမ်းဖြစ်ပါတယ်။ဂျပန်ဆိုရစိုက်ပျိုးရေးတတော်ရှေလုံငယ်အစရှိတဲ့ဝန်ကြီးဌာနသုံးခုမှကိုယ်စားလှယ်တွေဟာတရုတ်ကောက်ခွန်တာဝန်ရှိသူတွေနဲ့မေ28ရက်နေ့ကပေကျင်းမှာတွေ့ဆုံပြီးခုသဘောတူညီချက်ရရှိခဲ့တာပါ။ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကိုတရုတ်ကဆောင်ရွက်ပြီးတရုတ်နယ်စပ်မှာဂျပန်ပင်လယ်ဆာတင်ပို့မှုပြန်စတင်မယ်ပြောနေရပါလေ။ပြည်စင်းနေတဲ့ဖူဂူရှိမာဒိုင်းချီနျူကလ িয়ার တာအဖစ်စမှာတန်းစင်ပြီးရေစိုးတွေကိုဂျပန်ကအနီးနားရှိပင်လယ်ရေတဲစွန့်ပစ်ရမှာဖြစ်ပေါ်ခဲ့တဲ့တင်းမာမှုကိုဖြေလျှော့ဖို့နိုင်ငံငယ်ဆိုးရတွေဂျိုးပန်းချိန်မှာခုလိုသဘောတူညီချက်ဖတ်ပေါ်လာတာပါ။အဲ့ဒီသဘောတူညီချက်အရဂျပန်ရေကုန်ကုမ္ပဏီတွေဟာတရုတ်အာဏာပိုင်စီမှာမှတ်ပုံထင်ရမှာဖြစ်ပါလေ။ ဒီမိုရောင်းချတဲ့အခါမှာလည်း CCN 137လိုမျိုးရေဒီယိုတတိယပစ္စည်းတွေကင်းစင်ကြောင်းတီဗီလက်မှတ်တွေပါဝင်ရောက်မယ်လို့တူချိုထုတ်နီကေအရှာတင်ရဲ့យေတာချက်ရသိရပါတယ်နောက်တဲ့နေ့ဘောကတော့ကရင်တာမှာတော်မီကြီးကျယ်လောင်နေလို့ဒေတာခံ18000ကျော်ပေးလို့ရရှိပင်းနေရတယ်ဆိုပါတယ်။ကနေဒါနောက်ပိုင်းမနီတိုဘာပြည်နယ်မှာတော်မီရောင်တွေတွင်ဆိုးဝါးသောကူးစက်လောင်ကျွမ်းလို့ပြည်သူ18000ကျော်ကိုပေးလို့ရရွှေပြောင်းခဲ့ရပါတယ်။ တော်မီချင်းတွေကြောင့်ပြည်နယ်ဆိုရကပြည်နယ်နှံ့ပြအေးပေါ်ချင်းတွေကျညာထားတယ်လို့ပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။ဒါဒေသခံများစုတသက်တာမှာဆွဲထင်ကြင်ရင်နေစီမဲ့အကြီးမားဆုံးတဘာဝပေးကြီးပါအေးပေါ်ပြောင်းရွှေ့ခဲ့ရပြီးတော့တွေ့ကြုံမှာပဲလို့ဆိုပါတယ်။ဘယ်လိုရရွှေ့ပြောင်းပေးရတဲ့မြန်မာပြည်မှာကနေဒါစစ်တပ်ပါဝင်ကွန်မြူနတီဝန်ကြီးချုပ်မကနေထံခွင့်အာဏာပေးဖို့မိမိတောင်းခံခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။နောက်တဲ့မိငိမ့်တဲ့ရေးမြစ်တွေနဲ့တူအလေးအများလာပြီးတော့ဝေးလံခေါများတဲ့မြောက်ပိုင်းဒေသခံတွေကိုဘေးကင်းအားရွှေပြောင်းအားမှာအထောက်အကူပြုဖို့စစ်လေရင်တွေလည်းမကြမီစေလွတ်သွားမယ်လို့ကတိပြုခဲ့ကြောင်းသိရပါတယ်။